ား SOP ဆိုတာတဲ့ဘာလဲဆရာတဲ့အဆင်ပြေရှင်းပြပေးပါဦးတဲ့မမေးတဲ့အတွေ့လို့နော်အဲ့ဒီ SOP ကြပြီးသားမြေဆိုတာဘာလဲဆရာချိုးကြတော့ SOP ကြပြီးသားမြေဆိုဝယ်တင်လာဆရာအမျိုးမျိုးမေးလာကြတာတွေကျွန်တော်အများကြီးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုမှာ SOP နဲ့ပတ်သက်ပြီးကျွန်တော်ဖြေပေးမယ်နော် SOP ဆိုတာကဘယ်လိုလဲဆိုရင်အုပ်စု၃စုရှိတယ်တချို့ဟာကြတော့ OA မျိုးစားတဲမှာဆိုရင်ဘယ်လိုမျိုး SOP ကြပြီးသားမြေဆိုတာဘာလဲဆိုတော့မျိုးမျိုးတွေကျွန်တော်ပြောပြပေးမယ်နော်တထုတ်သွင်းမြေတွေရှိမယ် ကျွဲနွားနဲ့စကြက်မြေတွေရှိမယ်မီးရထားလမ်းမြေရှိမယ်ဆယ်မြောင်းကန်တမန်မြေမြေချောင်းနဲ့ရေအောက်မြေတွေရှိမယ်အင်းအိုင်မြေနဲ့စက်ယုံမြေတွေမြို့မြေတွင်းမြေတွေလူနေထိုင်တဲ့နဲ့လူနေထိုင်သည့်မြေရွာမြေလေပြန်ကွင်းမြေတာသနာမြေတုတ်တံမြေနဲ့အဆောက်အဦစတဲ့မြေများကြံမြေအခြားမြေမျိုးစားတွေဖြစ်တယ်เนาะဒါက SOB ကြပြီးသားမြေထဲမှာပါတဲ့မြေမျိုးစားတွေပေါ့အဲ့တော့ဆိုလိုချင်တာကဘာလဲဆိုရင်မိတ်ဆွေတို့ဝယ်မဲ့မြေထဲမှာ နေထိုင်ဖို့ကြပြီးသားမြေဆိုရင်တော့လူနေလို့ရမယ်နော်ခုနလိုမြေမျိုးတွေဥမာပေါ့ကျွန်တော်တို့တွေအာလေမြန်ခွင်းနဲ့မလွတ်တဲ့မြေတွေပြီးတော့မြေရထားနဲ့မလွတ်တဲ့မြေမျိုးတွေဆယ်မြောင်းကန်တမန်တွေနဲ့မလွတ်တဲ့မြေမျိုးတွေဆိုတာကသူ့ရဲ့ဘာလုံးမယ်ဆိုတဲ့ခွင့်ပြုချက်ဆိုတာပါတယ်အဲ့တော့အဲ့ဒီခွင့်ပြုချက်ထဲမှာတောင်းကြည့်ပါလူနေထိုင်ဖို့ကြပြီးတဲ့မြေလားလူနေထိုင်ရန်အတွက်ဆိုပြီးတော့အမိစာပါတယ်ဆိုရင်နေလို့ရတယ် လူနေနိုင်မှုအတွက်ချပေးရတဲ့အမိန့်စာမပါဘူးခွင့်ပြုမပေးတာဘူးဆိုရင်တော့နေလို့မရဘူးအဲ့တော့သတိထားပြီးဝယ်ပါအဲ့တော့ခုနကတော့ပြောပြတဲ့မြေမျိုးစားတဲ့မှာဆိုအများကြီးတဲ့မှာ SOP ကြပြီးသားမြေဆိုအဲ့ဒီအတွက်ဘာအတွက်ခွင့်ပြုထားတဲ့မြေလဲဆိုတာကိုပါတယ်အဲ့ဒါလေးတေချာကြည့်ပြီးတော့မဝယ်ပါလူနေနိုင်မှုခွင့်ပြုထားတဲ့မြေဆိုမှသာဝယ်ပါဂျန်ပေးခြင်းနဲ့လူနေတိုင်းမှာဆိုရင်ပေါ့နော်တခြားလုပ်ငန်းလုပ်မယ်ဆိုရင်တော့တခြားလုပ်ငန်းနဲ့ကြပြီးသားမြေဆိုပြီးတော့ထွက်လာလိမ့်မယ်နော်ဒါကြောင့်ကျွန်တော်ရဲ့ကျွန်တော်ဒီနေ့ ညအဲနှစ်ရက်ရှိပြီကျွန်တော်ရန်ကုန်ရောက်နေတာเนาะကျွန်တော်တခြားကိစ္စလေးနဲ့သွားနေတာပြန်လာပြီးတော့ကျွန်တော်ရဲ့ဒီ TikTok message box ထဲမှာ request ထဲမှာကျွန်တော်ပြန်ကြည့်တာအော်မြင်းနဲ့ပတ်သက်ပြီးမေးရတာမျိုးတွေအများကြီးပဲကျွန်တော်တွေ့ရတယ်ကျွန်တော်တခုချင်းတော့ live မဖြေနိုင်တော့ဘူးဒါ message တွေကိုဒါပြောပြတာပေါ့เนาะအဲ့တော့ကျွန်တော်အကြံပေးနေတာက message တွေဝယ်မဲ့ခြံဝယ်မဲ့နေရာကတိန့်ဝရာနဲ့ချီချိုး200 300 400 500စသည်ဖြင့်တချို့ဆိုထောင်နဲ့တောင်ချီသေးတယ်ပေးရတဲ့မေးရဒါကြောင့် မြေနဲ့ပတ်သက်ပြီးရောင်းမဝယ်မှဖြစ်ခဲ့မယ်ဆိုရင်ဆုံးရှုံးမှာမိတ်ဆွေတို့ငွေအကုန်ဆုံးရှုံးမှာနော်အကုန်ဆုံးရှုံးမှာတချို့မလုတ်ကင်းဘူးဖယ်ရမယ်ဆိုရင်တော့အကုန်ဆုံးရှုံးတာပေါ့လေဒါပေမဲ့ဘလို့ပြည့်တယ်ပိုက်ပိုးမိမှာနော်ဝယ်ပြီးမှပြန်အောင်လို့မရဘူးလိုတဲ့ချိန်ပြန်အောင်လို့မရပိုက်ပိုးမိမှာဒါကြောင့်ကျွန်တော်အကြံပေးချင်တာကနော်တင်တန်းလေးကျွန်တော်ဖွင့်ပေးမယ်ခေါင်းလာပိုင်းထဲမှာလက်တက်ပါနော်ဆိုတော့တချို့အကြောင်းအရာတွေကြတော့ဗျာကျွန်တော်ပြောပြဖို့ကအချိန်လေးနည်းနည်းလေးမှအကုန်ပြပြလို့မရဘူးဆိုတော့ဒါကျွန်တော်အကြံပေးချင်တယ်တင်တန်းလေးလက်တက်ပါ ဆိုတော့မိတ်ဆွေတို့ဝင်တဲ့ပတ်သက်ပြီးမဆုံးရှုံးမြင်လို့ပါဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ရိုင်းမင်းကကိုဆိုင်ပါတိကျနေတဲ့အကြောင်းအရာများမဆိတ်ပါမှာမေး